လိမ်မိုင်းဆိုင်ရာသဘောတူညီချက်ဆိုတာလိမ်နှီးနှောတဲ့လုပ်ရက်တစ်ခုမှပါဝင်မယ်လို့သဘောတူတာဖြစ်ပါတယ်။ကိုပါလှုပ်ချင်တယ်မလှုပ်ချင်ဘူးနဲ့ပတ်သက်ပြီးတော့ကိုယ့်လက်တွဲပေါ်ကိုအမှန်တိုင်းအသိပေးဖို့အရေးကြီးပါတယ်။သဘောတူ ခွင့်ပြုတာနဲ့သဘောတူခွင့်ပြုချက်တောင်းတာက ကိုယ့်ပုံကိုရည်စည်းပေါင်းတွေချနိုင်ဖို့နဲ့ကိုယ့်လက်တွဲပေါ်ရည်စည်းပေါင်းတွေကို လေးစားဖို့ရဲ့မရေရာတာတွေရှိလားဒါမှမဟုတ်ကြောင်းလဲသွားတာတွေရှိလားသိနိုင်ဖို့ဖြစ်ပါတယ်။ အလိုတူလိန်ဆက်ဆန္ဒဖြစ်ဖို့လိန်ဆက်ဆန္ဒနှစ်ယောက်စလုံးသဘောတူဖို့လိုပါတယ်။သဘောတူခွင့်ပြုချက်မပါရင်ပါးစပ်နဲ့လိန်ဆက်ဆန္ဒလိန်အင်ကာထိကင်သုံးသတ်တာနဲ့မိမကိုဒါမှမဟုတ်ဆက်အိုတဲ့ကို လိန်အင်ကာထိုးသွင်းတာတွေအပါအဝင် လိန်နီးနောတဲ့လောက်ရဲ့မှန်သမျှဟာလိန်ပိုင်းဆိုင်ရာစော်ကားမှုဒါမှမဟုတ်မတိမ်မှုမြောက်ပါတယ်။ကိုယ်ခန္ဓာကိုဘာဖြစ်မလဲဆိုတာကိုယ်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ အရင်ကလိန်ဆက်ဆံဘူးတာရင်းနှီးဘူးတာအစောကလိန်ဆက်ဆံဖို့ခွင့်ပြုခဲ့တာတွေနဲ့မဆိုင်ပါဘူးအချိန်မရွေးစိတ်ပြောင်းလို့ရပါတယ် လိမ်မိုင်းဆိုင်ရာသဘောတူခွင့်ပြုချက်ကိုဘယ်တော့မှဝေဝိုက်လက်ခံတာမဖြစ်ရပဲအမြဲတမ်းရှင်းရှင်းလင်းလင်းပြောတာဖြစ်ရပါမယ်။မေကွန်းထုတ်စရာတွေ၊ဗဟေရီဖြစ်စရာတွေမရှိရပါဘူး။လက်တွဲပေါ်တယောက်ကမတည်ကြရင်နှုတ်ဆက်နေရင်စကားပြန်မပြောရင်အင်းအဲလုံနေရင်လက်ခံတယ်လို့မပြောနိုင်ပါဘူး။အချိန်မရွေးတော်တော်လို့ပြောနိုင်နေဆိုတာနဲ့ပြောလိုက်တိုင်းကိုယ်လက်တွဲပေါ်ကကိုယ်ဆန္ဒကိုလေးစားရမယ်ဆိုတာမမေ့ပါနဲ့။